ဟယ်လိုဒီနေ့အာစပိန်မှာပေါ့နော်ဈေးသွားဝင်မှာပေါ့နော်ဒီတပတ်စာဟင်းချက်ပို့ကျွဲလိုအပ်တဲ့ဟာတွေပြီးသွားဝင်မှာမို့လို့အခက်ပါတို့နာမစီပါအောင်ပဲပေါ့နော်စိတ်ချနာရှိပါမယ် စ်စင်တာအဲသူလဲစားလို့ကောင်းတယ်လို့အဲယုံသားလည်းရှိတယ်ပေါ့နော်ယုံသားတော့မွေးခဲ့ဟိုအဲစစ်စင်သားလေးကစားလို့ကောင်းတယ်အသားတွေကတော့အဆုံရှိတယ်ပေါ့နော်ကျုံကတော့စနေလုံးပါတာကို30ကျော်ဆိုတော့တလုံးမြန်မာဝင်လဲဆိုရင်1300လောက်တော့ကျရပေါ့เนาะ။ Now ready made pizza တွေလည်းစားလို့ကောင်းပါတယ်။ နောက်ချက်ပြီးသားပေါ့နော် ready made စားစားလေးလည်းရှိတယ် pasta တို့ဒီအမျိုးစုံရှိရပေါ့နော်ပုံမှန်ကတော့တစ်ခုကို5ချက်ပုံဝင်ချေဆိုတော့2000ခွဲလောက်တော့ကြာတယ်နောက် check-in ဆိုလည်းဒီလို6ချက်9ချက်တချမ်းကင်လာပြီးသားပေါ့နော်နောက် seafood တွေလည်းရှိတယ်အ seafood ကတော့အမြင်မစားပြဘူးပေါ့နော်သူ့စီးနေတဲ့သူအားတော့ seafood ကတော့နည်းနည်းလေးစီးညရဲမှာပါတယ် ဒီငါကတော့အာနောက်တိုင်းဆိုတော့ cheese day ဒီလိုမျိုး ready made အသားညက်လို့ရတဲ့ဟာတွေကတော့ပေါ့တယ်ပေါ့နော်အမျိုးစုံလည်းရှိတယ်ရွေးစရာတွေလည်းများတယ်ဒါဆိုရင်ကြအူချောင်းပေါ့နော်ကြအူချောင်းဟာလေးရှိတယ်နောက်အသီးရွက်လေးတွေပေါ့နော်ဒါကတော့အသီးပိုင်းကြီးများတယ်အပုံမှန်ကတော့ငရုပွားရှိတယ်နောက်ပြီးတော့ဒီဆက်လက်ရွက်တွေဆိုရင်အကြောင်းကြောဆာဆာအစိမ့်ဆာဆာတန်တယ်ပေါ့နော်အာအရာ ော့ပန်းပွင့်စိန်စားဖြစ်တာများတယ်အကျော်ဝရလွယ်တယ်ကိုလဲကြိုက်တာဆိုသူဆိုလဲနှစ်ချက် something ပေါ့နော်နောက်ဒီမို့ဖြူလေးဆိုလဲစားလို့အကောင်းလဲကင်မဲစားစားပါစတာနဲ့ထည့်ပြီးပဲစားစားပေါ့နော်မို့တွေကတော့ရွေးချယ်စရာရှိရပေါ့နော်အမြဲတော့မစားဖြစ်ဘူး နောက်ဒီမှာကပေါ်လာကတော့ pasta ဖတ်ပေါ့နော် pasta ကတော့ပေါ်ရဲ့ချဲမပြူဆိုတော့အဲ့တထုတ်ဝဲထားရင်စားလို့ဖြစ်တယ်ပေါ့နော်နောက်အရေးကြီးဆုံးကတော့ဆန်ဆန်ကတော့ဒီလိုမျိုး 1kg တုပ်လေးတွေဝယ်ပြီးတော့ချက်စားဖြစ်တယ်ပေါ့နော်နောက် snack တွေကတော့အရန်တော့စုံနာမျိုးတွေမဟုတ်တလို့အာလူကျော်တို့လိုမျိုးချွ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 ဟာလေးကြတော့လဲစားပြော်တယ်ပေါ့နော်ဒါလေးဆိုလဲတကြဆမ်သင်အဲဒူချီတိုထုတ်လေးတွေပေါ့နော် ါဆိုလဲတစ်ချက်လေးနဲ့စားလို့တော့အဆင်ပြေတယ်ပေါ့နော်အာကိုကတော့အမြင်နဲ့ snack စားတတ်တဲ့သူမဟုတ်တော့တစ်ခါတည်းလေးအမြင်နည်းနဲ့ပါနဲ့စားခြင်းရင်တော့ဝယ်ထားတယ်စောင်းထားတယ်ပေါ့နော်အိမ်မှာပဲအတော့ဟိုဆင်းရအောင်နော် နောက်စပိန်မှာတခုပေါ်လာတော့ wine တို့တောက်စီရအရက်တို့ပေါ့နော်ဒီမှာဆိုရင်6000ခွဲ9000ခွဲပဝင်ချင်အောင်နဲ့အရက်တပလင်းရတယ်ပြီးတော့အဆက်လည်းဖြစ်တယ်ပေါ့နော် နောက်ပြီးတော့သူတို့စီမှာကတောက်လို့ကောင်းတဲ့ဒီ coffee shop ကိုမှအရင်နဲ့ shop တောက်တဲ့ဟာမျိုးလေးကိုပေါ့နော်အဲ့လိုမျိုးဖျဲသီးနေတဲ့ဟာမျိုးလေးရှိအားလေးရတော့တော်တော်တောက်လို့ကောင်းတဲ့ပန်းရောင်လေးအရှင်လေးရတယ်ဒါတော့ဘာပဲကန်းတော့ဆန်မတောက်ကြည့်ဘူးတည်ဘူးပေါ့နော် ဒါကတော့ coffee ပေါ့နော် coffee ကတော့ရန်ကုန်မှာတိန်းလာတက်နေရဆိုမြဲဒီမှာကတော့၄000 something လောက်လဲဘူးကြီးရတယ်ဆိုတော့ quality ကလည်း okay ရယ်စစ်တယ်ဆိုတော့တောက်လို့ကောင်းတယ်ပေါ့နော်နောက်ဒီမှာကပေါ်တာ note ပေါ်တယ် note ကလည်းတပူမှ ဒီတစ်ချက်အောက်ဆမ်သင်မဲ့ဆိုတော့တောက်ပျော်တယ်ပေါ့နော်နောက် coffee cup တွေကို no scene နဲ့တောက်တတ်တယ်ဆိုရင် no scene နဲ့ဝယ်လို့ရတယ်ဒါဆိုလည်းတန်တယ်ပြောလို့ရတယ်ပေါ့နော်နောက်ဒင်ဂျင်ဒင်ဂျင်ကတော့ရွေးချက်စရာလည်းအများကြီးရှိတယ်အာအရာတာရောပုံစံမျိုးစုံ greek yoga တောက်မလား yoga တောက်မလားပေါ့နော်ဈေးနှုန်းရလည်းတောက်ပျော်တယ်ပြီးတော့တောက်ပေးတဲ့နယ်ပေါ့နော်အမြင်တန်နေ ဒါတော့တပတ်စာကုံသွားတဲ့ထွက်သွားတဲ့ပတ်စံပေါ့ကွယ်မစားမဖြစ်တော့လဲဝဲရတာပေါ့ကွယ်ဒီလိုပါပဲဒါကတော့ဖေးရနေမှာဈေးဝယ်ထွက်တဲ့ဟာလေးကိုအားလုံးမြင်အောင်လို့ပြပေးတာပါအာနောက်ဗီဒီယိုမှာပြန်တွေ့မယ်တတား